မင်္ဂလာပါချစ်တော်သူများရှင်ဟဲ့ဒီနေ့ဒီမှာပြောပြမယ့်အပင်လေးကတော့စိန်တကျူလို့ခေါ်တဲ့ပင်မျိုးစားလေးပါဒီမှာဆိုရင်အပွင့်လေးတွေကအဝါရောင်နဲ့လိမ္မော်ရောင်ဒီမှာကအဝါရောင် crazy ဖြစ်တာဆိုတော့အဝါရောင်နေတော့နေ့စဉ်ရယ်ဆယ်စက်တိုက်ဖြစ်နေပြီဟဲ့အဝါရောင်ကိုချစ်တဲ့ချစ်တော်သူများကတော့သဘောကျကြမယ်လို့မျှလင့်ပါတယ်ရှင်ဒီမှာဆိုရင်ဒီပင်လေးကသူက ဟိုအပင်ကလည်းဒီပေါ့စိမ့်စိမ့်အစိမ့်အောင်လေးရွက်ကလေးတွေကလည်းစိမ့်ဆိုတယ်ပြီးတော့အပွင့်လေးကအဝါနဲ့လိမ်မော်နဲ့ဆိုတော့သူ့ရဲ့အစိမ့်အောင်နဲ့အဝါအောင်တွေကလည်းလိုက်ဖက်တဲ့အရာလေးအဲ့တော့ပို့ပြီးတော့အပွင့်လေးကဒီအရွက်စိမ့်ရဲ့ပုံမှာအရွက်စိမ့်လေးနဲ့ပေါ့နော်ပို့ပေါ်လွင်ပြီးတော့ပေါ့နော်ပပနေခြင်းဖြစ်ပါလေရှင်ဒီမှာဆိုလို့ရှိရင်သူကလိမ်မော်ရောင်လေးနဲ့အဝါရောင်လေးနဲ့ပေါင်းဆက်ထားတယ်လို့ပါပဲ ဟဲအခက်ကလေးနေပွင့်နေရသူကအဆုပ်လုံးလိုဝေးဝေးစားစားမျိုးပေါ့နော်ဟိုပွင့်တာမျိုးဖြစ်တယ်ဟဲအဲ့ဒါလေးတွေကိုအင်းရှိမှာအလှဆိုင်ထားမယ်ဆိုလို့ရှိရင်လည်းပဲသူတို့တွေကပေါ့နော်ဒါဒီအဝါရောင်ပိုင်းကင်းကြီးတွေကိုရောက်သွားတယ်လို့ပဲခံစားရမှာပါဟဲနောက်တကသူဒီပင်လေးတွေကအော်တိုပလန့်နေပြေမှာဆိုင်လို့ရတဲ့အပင်ဖြစ်တဲ့အတွက်နေဝင်လဲကြိုက်ပါတယ် ခဲဒါအောက်ဆီဂျင်ပေါ့နော်သူရဲ့ဒိဒီဒီအောက်ဆီဂျင်ကို များများလဲထုတ်ပေးတဲ့ပင်လေးဖြစ်တယ်အဲ့မှာသူကဒီလေးကြိုက်ရေကြိုက်တဲ့ပင်လေးဖြစ်တယ်သူကအောက်ဒိုပလက်နေနဲ့သုံးစိုက်ပြိုးလို့ရှိရင်ပိုကောင်းတယ်အိမ်ရှိမှာ အလားတွေစိုက်ပြိုးတာများတယ်။အဲတော့ကသူ့ရဲ့အပွင့်လေးရအောင်ပဲထူးခြားတာအဝါရောင်တောက်တောက်နဲ့လေးမော်ရောင်လေးနဲ့ဆက်ထားတဲ့လူမျိုးပေါ့နော်။ကြည့်ရှုရတဲ့အခါမှာပို့ပြီးတော့ဒါဒီဒီရဲ့အလားလေးကိုခံစားရတာခံစားမှုအားပိုကောင်းတယ်ပေါ့နော်။အဲ့တော့ကအရွက်ရဲ့အရာဟာလေကျွန်တော်တခြားဒီပန်းမင်းကြီးရဲ့အရွက်နဲ့မတူဘူး။သူကပို့ပြီးတော့ဗာဖြစ်တုံးဆိုရင်ပို့ပြီးတော့ဟိုအရာကတက်တယ် ဆိုတယ်ဟာပေါ့နော်ဆိုတယ်လို့ပြောပါဘူးအဲ့အယောင်ဆိုတဲ့အပေါ်မှာဒီအပွင့်လေးရဲ့အယောင်နဲ့ဖတ်သွားပြီးတော့ပေါ့နော်ကြည့်ရတဲ့အခါမှာတကယ်ကိုပဲကြည့်ရှုလို့ဒါဒါအေဂျင့်မှုကိုရရှိစေရပေါ့နော်ဒါဆိုလို့ရှိရင်ဒီဘီမျိုးလေးတွေကိုဒါလွယ်လွယ်ကူကူစိုက်လို့ရပါတယ်သူတို့တွေကိုတော်တော်များများတွေမှာလည်းခြံရှိအလှတွေမှာစိုက်ပြိုးကြတာကိုကျွန်မတွေ့ဘူးပါတယ်အဲအဲ့လိုမျိုးဒီတစ်ပင်လေးတွေကိုပေါ့နော်မိမိရဲ့ခြံရှိတွေမှာ ဒါစိုက်ပျိုးခြင်းအဖြစ်ပေါ့နော်အဓိက Saint Jude ဆိုတဲ့ပင်လေးပေါ့နော်စိုက်ပျိုးခြင်းအဖြစ်မိမိရဲ့ဒီအိမ်နေအိမ်ဝင်းနေရဲမှာဆိုရင်ဒီလိုမျိုးအပွင့်နေနဲ့ဝေဝေဆာဆာနဲ့ပွင့်တာလေးတွေကိုမြင်ရတဲ့အခါမှာပို့ပြီးတော့ဒါစိုက်ပျိုးခြင်းရဲ့စိတ်ကိုပို့ပြီးတော့ဖြစ်စေပါတယ်သူ့ရဲ့အပွင့်ရဲ့အရာလေးရလဲအဝါနဲ့လိမ္မော်နဲ့ဆက်ထားတာဟာတခြားအပွင့်နေရဲ့အရာနဲ့မတူဘဲနဲ့ပေါ့နော်တမူထူးခြားစွာနဲ့ဒါ မြင်တွေ့ရတဲ့အပင်မျိုးစားလေးတွေဖြစ်ပါတယ်။ဟဲ့ဒီပင်လေးကလည်းသူ့အပွင့်ကိုသူ့ရဲ့ဒါရာဒီလိုက်ပေါ့နော်ပွင့်လာတဲ့အပင်လေးဖြစ်ပါတယ်ရှင်။